်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တဲသတင်းလေးကိုတင်ဆက်ပေးပါမယ်ပြည်သူနဲ့အတူတိုက်ပွဲဝင်ဖို့ပြန်ရောက်လာပြီလို့ NUG အစိုးရဝန်ကြီးဒေါက်တာစောဝေစုပြောကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီအခက်ຫນွေဥတော်လိုင်းအချက်ဖြစ်တဲ့အတွက်ပြည်သူနဲ့အတူတိုက်ပွဲဝင်ဖို့ပြန်ရောက်လာပြီဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဌာနဝန်ကြီးဒေါက်တာစောဝေစုကပြောကြားလိုက်ပါတယ်စကားစားအခက်ຫນွေဥတော်လိုင်းအချက်ပြည်သူအတွက်ကျွန်တော်တို့ပြန်ရောက်လာတာပါ ပြည်သူတော်လိုင်းမှာပြည်သူနဲ့အတူရှိရမှာကျွန်တော်ရခိုင်ယူချက်ဖြစ်ပါတယ်ပြည်သူနဲ့အတူနေအတူသွားအတူစားအတူတူတိုက်ပွဲဝင်ဖို့အစဉ်အသင်းရှိပါတယ်လို့ဝင်ကြီးဒေါက်တာဇော်ဝေစုကပြောပါတယ်စစ်အာဏာရှင်အောက်ကအလုံးစုံလွတ်မြောက်ရေးတိုက်ပွဲမှာမြမတပိုင်းမှာဒီတကြိမ်ဒီတခါပဲရှိမယ်တော်လိုင်းရဲ့အဆုံးသက်တိုက်ပွဲမှာပါဝင်ကြပါလို့ဖိတ်ခေါ်လိုပါတယ်သူတို့အသွေးအသားအသက်တွေနဲ့စွန့်လွတ်ဆွတ်စားခြင်းတွေနဲ့လွတ်မြောက်တဲ့အေးချမ်းသာရတဲ့တရားမျှတမှုရှိတဲ့ Federal Democracy နိုင်ငံကိုတည်ဆောက်ချဖို့အတွက်ပါဝင်ကြပါစွန့်လွတ်ကြပါတိုက်ပွဲဝင်ကြပါလို့ဖိတ်ခေါ်အပ်ပါတယ်လို့ဝင်ကြီးက ဆက်လက်ပြောကြားပါရစေ။ ပါဝင်ကြဆလွတ်ကြတိုက်ပွဲဝင်ကြဖို့ဖိတ်ခေါ်ကြောင်းတွန်လိုင်း CDN ကျမ်းမာရေးစောင့်ရှောက်သူတွေပြည်ရင်းပြည်ပကျမ်းမာရေးစောင့်ရှောက်သူတွေအားလုံးကိုလည်းဖိတ်ခေါ်ကြောင်းနဲ့ကိုယ်တိုင်မြေပြင်မှာရောက်ရှိတိုက်ပွဲဝင်နေပြီးအယူနဲ့ထိခိုက်ဒဏ်ရာခွဲစိတ်မှုတွေအုံနောက်နဲ့အာရုံကြောခွဲစိတ်မှုတွေအခြေခံစီးပညာတင်ကြားမှုတွေကိုစုံမှုဒေတာတွေမှာပါဝင်လှုပ်ဆောင်နေတဲ့အပြင်အထူးကုပညာရက်တွေကိုလည်းစတင်တင်ကြားပေးနေပြီဖြစ်တယ်လို့ NUG အစိုးရကျမ်းမာရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာစောဝေစုကအတိအပြည့်ပြောကြားခဲ့တာဖြစ်ပါတယ်။နောက်တဲ့တစ်ပုတ်အနေနဲ့အရာရီတိုင်းတွင်တိုက်ပွဲရောက်ရှိလာတဲ့အတွက်စင်ရေးသတင်းပေးကြဖို့ပြည်သူ များကိုစစ်ကောင်စီစီးရုံနဲ့ကြောင်းတင်ဆက်ပေးပါမယ်။အေရီတိုင်းတွင်အရခတက်တော်အေးနဲ့မဟာမိတ်ဖွဲ့ရင်းရဲ့ထိုးစစ်ကြောင်းစည်ရင်အားရှုံးနေနေတဲ့စစ်ကောင်စီအနေနဲ့ကျင်းရွာအုပ်စုတွေထိစင်ပြီးစီးရုံကြီးစင်းနေရကြောင်းသိရပါရယ်။ ပသိမ်ခရိုင်တာပေါင်းမျိုးနဲ့စီမံအုပ်ချုပ်ရေးဖွဲ့ရီနဲ့ဌာနဆိုင်ရာဖွဲ့ရီကပြီးခဲ့တဲ့ဧပြီ22ရက်ကစပြီးကြေညာများဒီစည်းရုံးရေးဆင်းဖို့စီဝေးကျင်းပခဲ့ကြအောင်အုပ်ချုပ်ရေးဖွဲ့နဲ့နှိစက်တဲ့တရင်အရှင်မြင့်တွေကပြောပါရယ်တိုင်းတွင်တိုင်ပွဲရောက်လာပြီဆိုပြီးအသက်35နှစ်ကနေ55နှစ်အတွင်းလူတွေကိုပြည်သူလုံခြုံရေးဖွဲ့ဆိုပြီးခေါ်နေတယ်စီးရီတရင်တစ်ခုခုကြာတာနဲ့ချက်ချင်းတရင်ပေးရမယ်ဆိုပြီးညွှန်ကြားထားတယ်လို့အုပ်ချုပ်ရေးဖွဲ့နဲ့နှိစက်တဲ့တရင်အရှင်မြင့်တွေကပြောပါရယ်စစ်ကောင်စီကထွေအုပ်ဖွဲ့ရီနဲ့လုံခြုံရေးဖွဲ့ရီနဲ့လုံခြုံရေးတတိပြုအလေးထားဆောင်ရွက်ကြဖို့လုံခြုံရေးကိ ိစရက်တွေနဲ့ဝန်တန်းဆိုင်ရာကိစ္စရက်တွေမှာဆက်သွယ်ရေးလိုင်းတွေမှာတစဉ်ချိန်ချမှုတွေရှိလာပါကတရင်ပို့ချဖို့ညွှန်ကြားထားတယ်လို့ဆိုပါတယ်။စီယုံရေးဆင်းဖို့ညှိနှိုင်းအစည်းအဝေးကိုတာပေါင်းမျိုးနဲ့ပြည်ရေးခမ်းမမှာကျင်းပပြီးကျေးရွာအုပ်စုအသီးသီးကစစ်ကြောင်းပုံတံတန်းစုဖွဲ့ပြီးတွားရောက်ခဲ့ကြောင်းဒေသခံတွေစီမှသိရပါတယ်။ရွှေရှောင်ချကျေးရွာအုပ်စုလက်ပံကွင်းကျေးရွာနဲ့ကံပဲ ညောင်ကုန်းကျေးရွာအောင်စုစက်ထောင်ကြီးကျေးရွာတို့မှာအုပ်ချုပ်ရေးမှုများစစ်ကောင်စီရဲ့ဌာနဆိုင်ရာဝန်ထမ်းများတက်ရောက်ကြပြီးပြည်သူလုံခြုံရေးနဲ့အစံဖက်နေနေအဖွဲ့အဖွဲ့စည်းထားရှိဖို့ဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။အေရီတိုင်းတွင်လေးမျက်နှာမျိုးနဲ့နေရှိကြီးမျိုးတွေမျိုးမှာတိုက်ပွဲများဖြစ်ပွားနေပြီးဒေသခံပြည်သူအချို့မျိုးပေါ်ကိုဆစ်ဆောင်လာကြကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ဘီလက်မြေတိုင်လင်ဈေးကွက်ပေါင်းစင်ငွေကြမ်း4000ကျော်သွားခြင်းဒုတိယစက်ကောင်ဆောင်စုဝင်ကတိုင်လင်18000နဲ့ရောင်းဖို့ဈေးနှုန်းသတ်မှတ်အမိန့်ပေးတဲ့အကြောင်းတိဆက်ပေးပါမယ်။ဘီလက်မြေများအမျက်တင်ရောင်းချမှုနဲ့ဆိုင်62ဆိုင်နဲ့ပိုင်ရှင်ရှင်ဦးကိုစက်ကောင်စီကဖမ်းဆီးရလို့သိရပါရတယ်။မြန်မာနိုင်ငံမှာစကိုင်းကလင်ချင်းလောက်ခတ်မှုတွေကြောင့်အဆောင်ပြိုကျပျက်စီးမှုတွေများချိန်မှာဘီလက်မြေတိုင်ကိုဈေးကွက်ပေါင်းစင်4000ကျော်သွားပြီးမြစက်ကောင်စီရဲ့ဒုတိယစက်ကောင်ဆောင်စုဝင်ကဘီလက်မြေတိုင်ကိုငွေကြမ်း18000နဲ့ရောင်းချရမယ်လို့ဈေးနှုန်းသတ်မှတ်လိုက်ပါရတယ်။ဒီကနေ့နေပြည်တော်မှာပြည် ့တင်အမျိုးသားသမာဝဘင်းစီမံခန့်ခွဲရေးအစည်းအဝေးမှာအကြံဖတ်ဒုတိယစစ်ကောင်းဆောင်စိုးဝင်းကအထက်ပါတိုင်းဈေးနှုန်းသတ်မှတ်လိုက်တာပေါ့စိုးဝင်းကပြည်내မြေတိုင်ကိုငွေကြမ်း 1900ထောင်နဲ့ရောင်းချဖို့သက်ဆိုင်ရာဘီလက်မြေစက်ရုံတွေကိုဈေးနှုန်းများတက်မှတ်လိုက်တာဖြစ်ကြောင်းပြည်တွင်းရှိဘီလက်မြေစက်ရုံများမှာဘီလက်မြေတန်ချိန်များတိုးမြင့်ထုတ်လုပ်နိုင်ဖို့လှုံ့ဆော်နေရရှိကြောင်းပြောပါရယ်လက်တော်လုံးအရေးသွင်းမြေဘီလက်မြေဈေးနှုန်းမှာရန်ကုန်ဈေးကွက်မှာတဲ့အိနေငွေကျပ်၄000ကျော်ဈေးနှုန်းရှိပြီးဝယ်ယူသူအလုံးများပြန်လုံးတော့ဈေးကွက်မှာပစ္စည်းပြတ်နေတဲ့အထိဖြစ်နေကြောင်းသိရပါရယ်ဘီလက်မြေကလူတလောင်မရဘူးဘီလက်မြေတောင်ဈေးကွက်ပေါက်ဈေးတက်ဈေးပူပေးပြီးဝယ်မှလူတလောင်ရတယ်ကျွန်တော်တို့ဆိုင်မှာလည်းဖြစ်စေမရှိတော့ဘူးမန္တလေးဘက်မှာတော့ဈေးကရန်ကုန်ထက်ပိုတယ်လို့ရန်ကုန်မြို့စော်ဝါကြီးက 會俾高温時，A 三變成氧化反應，就唔敢表白啦。 စစ်ကောင်စီကဘီလက်မြေတွေကိုတတ်မှတ်စင်းနှုန်းထက်ကျော်လွန်ရောင်းချတဲ့အယောင်ဆိုင်62ဆိုင်နဲ့စိုက်ပိုင်ရှင်ရှင်ဦးကိုအမှုဖွင့်ထားကြောင်းသိရပါတယ်။မနေ့ကနေပြီးတော့ရန်ကုန်မန္တလေးဘက်ကိုသခိုင်းနဲ့ရှမ်းပြည်နယ်ရှိမြို့ကြီးတချို့မှာစောင်းလုံရီပစ္စည်းဆိုင်320ကိုစစ်ဆေးခဲ့ကြောင်းဘီလက်မြေကိုဝယ်ရင်းစေတဲ့အမျက်ရခိုင်နှုန်း100ရခိုင်နှုန်းမှ15ရခိုင်နှုန်းထိအမျက်ယူရောင်းချတဲ့စောင်းလုံရီပစ္စည်းဆိုင်30ဝယ်ရင်းစေတဲ့အမျက်ရခိုင်နှုန်း15ရခိုင်နှုန်းနဲ့အထက်အမျက်ယူရောင်းချတဲ့စောင်းလုံရီပစ္စည်းဆိုင်32ဆိုင်ဘီလက်မြေအိတ်တွေကိုမတက်မာတဲ့နီလန်းနဲ့ပြုလုပ်ရောင်းချတဲ့တောင်ကြီးမြို့ ပြည်စုံအောင်အိမ်ဆောင်ပစ္စည်းရောင်းဆိုင်ပန်းရှင်စိုးတင်အောင်ပါဝင်ရှိဦးတို့ဖမ်းဆီးအမှုဖွင့်ထားကြောင်းစစ်ကောင်စီကတရင်ထုတ်ပြန်ပါတယ်။မလ28ရက်နေ့လောက်ခတ်ခဲ့တဲ့စကိုင်းငလင်းကြီးကြောင့်မြန်မာနိုင်ငံရှိဘီလက်မြေစက်ရုံတွေမှာလည်းထိခိုက်မှုတွေဖြစ်ပေါ်နေခဲ့ပြီးလက်ရှိမှာနိုင်ငံတော်ဘီလက်မြေစက်ရုံ၉ခုရှိတဲ့အနက်မှာဘီလက်မြေစက်ရုံ၆ခုသာလည်းပတ်နိုင်ကြောင်းတင်ရက်လင်းဘီလက်မြေအိမ်၃သိန်း၄၂၀၀၀သာထုတ်လုပ်နိုင်ကြောင်းစစ်ကောင်စီကတရင်ထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးမင်းအောင်လိုင်းကသူတဲတဲ့မာရဝီစီယာဖျံငလင်တန်ခန်းနိုင်လို့အစည်းအဝေးတိုင်းမှာဂုဏ်ယူဝင်ကြတဲ့အကြောင်းတင်ဆက်ပေးပါမယ်မာရဝီစီယာကိုပုံမှန်သွားတဲ့တန်းရွှေတင်ခဲ့တဲ့ဥပါဒတန်နီစီဒီရဲ့ငလင်အပြည့်စည်းတွေကိုတော့တလနီးပါးကြာမှသွားကြည့်ရလို့သိရပါဗျ။အကြံဖက်စကောင်ဆောင်မင်းအောင်လိုင်းကသူတီခဲ့တဲ့မာရဝီစီယာဖျံငလင်တန်ခန်းနိုင်တယ်လို့အစည်းအဝေးတိုင်းမှာဂုဏ်ယူဝင်ကြွားစွာပြောဆိုနေတယ်လို့စစ်ကောင်စီစစ်ဘက်သတင်းရင်းမြစ်တွေကပြောပါဗျ။ဘလ28ရက်နေ့ငလင်ကြီးလှုပ်ခတ်ပြီးရဲ့နောက်အီဘီလာတရက်နေ့မှာအကြံဖက်စကောင်ဆောင်မင်းအောင်လိုင်းကသူတီထားခဲ့တဲ့မာရ ရဝီဇယဖျားကိုတွားရောက်ခဲ့ပြီးစစ်ဆင်းမှုတွေလှုံ့ဆော်ခဲ့ပါတယ်ငလင်တန်းကျောင်းမာရဝီဇယဖျားနဲ့ရှင်ပြင်းတော်မှာအပြည့်အစည်အနှင်းငယ်သာရှိခဲ့ပြီးအင်ဂျင်နီယာတွက်ချက်မှုတွေရလည်းဖျားနဲ့ရှင်ပြင်းတော်တကူလုံးမူလအတိုင်းအကောင်းပကတိရှိနေတယ်လို့ရှားလက်ထွက်လာခဲ့ကြောင်းသိရပါတယ်ငလင်တန်းကျောင်းအပြည့်အစည်နေပါလုံးနဲ့မာရဝီဇယဖျားနဲ့ပတ်သက်လို့မင်းအောင်လိုင်းကစစ်ကောင်စီအစည်းအဝေးတွေနဲ့ငလင်တန်းပြန်လည်ထူထောင်ရေးအစည်းအဝေးတိုင်းမှာတူတည်ခဲ့တဲ့ဖျားကငလင်တန်းခံနိုင်တယ်လို့ဂုံယူဝင်ကြွားစွာပြောဆိုနေတာပါဒီဖျားကြီးကငလင်ပြင်းအားရှစ်ကြောင်ရင်တောင်မှခံနိုင်ရှိ ှိအောင်သူတည်ခဲ့တဲ့စိုက်ကလုံးမုံနှမ်းတန်းခံနိုင်အောင်လည်းသူတည်ထားခဲ့တဲ့ဒီလိုမျိုးတနိုင်ငံလုံးမှာဖျားဆီရီတွေကိုတဘာဝပေးတဲ့ခံနိုင်အောင်တည်ထားရမယ်ဆိုတာမာရာဝီဆရာဖျားကိုဥပမာ ပေးပြီးတချုပ်ကဂုံယူစွာဝွင့်ဝင်ကြွားကြွားပြောပါတယ်အခုဆောင်မယ်အစာအုံနဲ့ရှုံးဌာနတွေဆိုရင်လည်းအ ਨੇ စုံငလင်ပြင်းအားရှင်းအဆင့်ကိုခံနိုင်အောင်တိစောက်ရမယ်ဆိုတာမျိုးညွှန်ကြားနေရလို့နေပြီးတော့စစ်ဘက်သတင်းရှင်မြစ်တွေကရှင်းပြပါဗျာ ဧပြီလ24ရက်မှာတော့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကအာနာရှင်ဟောင်းတန်းရွှေတီထားခဲ့တဲ့ဥပဒါတန်းဤစီဒီကိုတွားရောက်ပြီးငလင်တန်းကျောင်းရှင်ပြန်တော်အပြည့်စင်းနဲ့ပြိုချခဲ့တဲ့တာသနိကအဆောင်တွေကိုပြင်ဆင်ဖို့တွားရောက်စစ်ဆေးညွှန်ကြားပါတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်နေနဲ့တူတီခဲ့တဲ့မာနာဝီစရာဖရားကိုတော့ငလင်လုပ်ပြီး၄ရက်ကြာမှတွားရောက်စစ်ဆေးခဲ့ပြီးတန်းရွှေတီခဲ့တဲ့ဥပဒါတန်းဤစီဒီကိုတော့ပြည့်စင်းများပြားလာတော့တလာနီပါကြာမြင့်ချိန်မှသာတွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။တက်ချုံမှာမာနာဝီစရာကိုတူတီတဲ့သူဖရားဆိုတာမျိုးရှိပုံရတယ်။ညာဘက်တွေဆိုရင်ဖရားပိန်ချိန်တောင်ရှင်နန်းနဲ့လာ ပြီးဖျားချင်းကိုတစိမ့်စိမ့်လာကြည့်နေတာမျိုးရှိတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေကဆိုပါတယ်။မင်းအောင်လိုင်းအနေနဲ့ငလင်တန်ကျောင်းနေပြည်တော်ပြည်စင်းများခဲ့တာဟာတချိန်ကတိစောက်ခဲ့သူတွေရဲ့ပေါ်ရုံမှုနဲ့အရေးအသွေးမှတ်မိလှုပ်ဆောင်မှုတွေကြောင့်ဖြစ်တယ်လို့တွေ့ဝိုင်းဖြစ်တင်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေစီကသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ငလင်တန်တဲ့မန္တလေးမဟာအောင်မြို့နယ်မှာစစ်မှုရန်ပတ်စဉ်73အတွက်တရက်ကွက်လင်လူငယ်နှစ်ဦးစစ်မှုတန်းပေးဖို့ဆင့်ခေါ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အုပ်ဖို့မှာမြောက်ချောကုန်းရွာအုပ်ချုပ်ရေးမှူးကစစ်မှုရန်ကျင်းတိုင်တောင်လင်းကျက်3သိန်းတောင်းတယ်လို့သိရပါတယ်။စကိုင်းကလင်တဲတဲ့မန္တလေးမြို့မဟာအောင်မြို့နယ်မှာစစ်မှုရန်ပတ်စဉ်73အတွက်တရက်ကွက်လင်လူငယ်နှစ်ဦးစစ်မှုရန်တပ်သားဖြစ်ပေးဖို့ဆင့်ခေါ်လာကြောင်းရက်ကွက်အုပ်ချုပ်ရေးဖွဲ့ဝင်တချို့နဲ့ဒေသခံပြည်သူတွေကသတင်းဌာနကိုပြောပါတယ်။လာမယ့်မေလမှာဖွင့်လှစ်မယ်စစ်မှုရန်ပတ်စဉ်73အတွက်မဟာအောင်မြို့ ့နယ်အတွင်းရှိရပ်ကွက်များမှာတရက်ကွက်လင်းလူငယ်နှအုံနှုံပေးရမှာဖြစ်ပြီးငလင်တန်ခံရလို့အခုလာမယ့်စစ်မှုရန်ပတ်စဉ်အတွက်တရက်ကွက်လင်းလူငယ်နှအုံနှုံနဲ့အ ਨੇ ဆုံးအရေးအတွက်သာတောင်းခံခြင်းဖြစ်ကြောင်းသိရပါရယ်။မဟာအောင်မြေမြို့နယ်ရှိရပ်ကွက်မှာဒီလာမယ့်စစ်မှုရန်ပတ်စဉ်ဆက်သုံးအတွက်တရက်ကွက်ကိုလူငယ်နှအုံနှုံပေးရမယ်မင်းကစာပြီးခေါ်နေပြီးစစ်မှုရန်ပြန်ခေါ်တာကရက်ကွက်အတိုင်းမှာပဲရှိရပ်ကွက်စိန်ပန်းရှိရ48 80 39 80 81ကြားတဲ့ကဝက်စုတို့နဝရက်စုတို့ကျက်စုတို့မှာအကုန်ခေါ်နေတာလို့ဒေသခံပြည်သူတောင်းကပြောပါရ também. Okay. မဟာအောင်မြင်မြို့နယ်အတွင်းမှာရက်ကွက်အုပ်ချုပ်ရေးဖွဲ့ဝင် တောင်းကလည်းငလင်တန်းကြောင့်အာလုံးဒုက္ခရောက်နေရခြင်းရက်ကွက်အုပ်ချုပ်ရေးဖွဲ့ဝင်တချို့အနေနဲ့လည်းစစ်မှုထမ်းခုံယူရမယ့်အလုပ်ကိုမလုပ်ချင်ကြကြောင်းဒါပေမဲ့စစ်တပ်နဲ့ရဲတွေက၎င်းတို့ကိုယ်တိုင်ရက်ကွက်တဲ့ကွင်းစင်ပြီးဖမ်းဆီးမှုတွေလုပ်နေကြောင်းပြောဆိုပါရယ်အလာတူဘကိုတိုင်းတန်ရာဝတီခရိုင်အုပ်ဖို့မြို့နယ်လွှာစင်အုပ်စုမြောင်ချောင်းကုန်းရွာမှာကျင်းရွာအုပ်ချုပ်ရေးမှုလည်းဖြင့်စံခိုင်ပါတီဝင်လည်းဖြစ်သူတန်းလွင်ကစစ်မှုထမ်းခြင်းလို့ဆိုပြီးအခုလာမယ့်မေလအတွင်းတအိမ်တောင်လင်းငွေကြက်၃သိန်းပေးဖို့တောင်းခံလာကြောင်းတအိမ်တောင်လင်းငွေကြက်၃သိန်းကောက်ခံခြင်း င်မှာအလွန်များပြားတဲ့ပမာဏဖြစ်ပြီးပြည်သူများစုမပြေးနိုင်ကြတဲ့အတွက်ဒုက္ခရောက်နေကြတယ်လို့သိရကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။